โอเคအားလုံးမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်ဂျီမီကောက်ရှောက်နေမြောက်ပြီးမှဖြစ်ပါတယ်ကျွန်တော်ပထမနေ့ကဂျီမီကောက်ရှောက်တာအဆင်မပြေခဲ့ဘူးဘာကြောင့်လဲဆိုတော့ဖုန်းကွာလို့ပေါ့နော်ဒါကြောင့်မလို့ဒီကြောင့်မဲမိတ်ဆွေများတချို့ဖုန်းတွေကဂျီမီကောက်ရှောက်ရင်ဖုန်းနံပါတ်တောင်းတယ်အဲဖုန်းနံပါတ်တောင်းတာကခေတ်စားမရှိဘူးတောင်းတဲ့ဖုန်းနံပါတ်တွေကကျွန်တော်ခုနောက်ပိုင်းအစ်စ်ထွက်တဲ့ကတ်ထည့်ပြီးမှဖြစ်ပါတယ်အစ်စ်အစ်စ်ဆိုတော့လုံးဝ brand new ဖြစ်ရမယ်လုံးဝဘာမှမတုံ့ရသေးတဲ့ကတ် new ပြရမယ်ကိုယ့်ရဲ့ map book တွေနဲ့ဖြစ်ရမယ်အဲကတ်က2000ကျော်တယ်နော်2000ကျော်3000နီးပါးလောက်သူရှိရယ်နော်အဲ့ဒါ ရုံးလေးမှဝယ်မှရတာပါဗျ။အဲ့တော့ကျွန်တော်ဆိုင်နေမှာဝယ်လို့ရှိရင်3မီတာကတ်တွေ5 6000 9000 10000တန်းတွေပဲရမှဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့တွေအဲဒီကျွန်တော်မျိုးစီမှာအဲ့လိုလျှောက်လို့အဆင်မပြေခဲ့ရင်တခြားဖုန်းတစ်လုံးနဲ့ပြောင်းလျှောက်ပါအဲ့တော့ပြီဟုတ်ပြီကျွန်တော်ဒီကောင်နဲ့ဒီဖုန်းနဲ့တစ်ချက်ဆန်းကြည့်မယ်ဒါနဲ့မရလို့ရှိရင်ဒီဖုန်းနဲ့ပြောင်းလျှောက်မယ်ဆန်းမယ်ပေါ့ဗျာနော်โอเคဒါဆိုထုံးစံတိုင်းပဲကျွန်တော်တို့တွေသွားဖို့အတွက်ကျွန်တော်တို့ဒီ Play Store ဝင်လိုက်မယ် Play Store နဲ့သွားလို့ရတယ်ဂျီမဲနဲ့သွားလို့ရပါတယ်အမ Profile လေးရှိတယ် Profile လေးကိုနှိပ်လိုက်မယ် profile လေးနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာများလေးရှိတယ်များလေးကိုနှိပ်လိုက်မယ်ပြီးရင် add another account ဆိုတာရှိပါတယ် add another account လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်เนาะ add another account လေးနှိပ်မယ်ဆိုလို့ရှိရင်ဒီမျိုး Google ပုံလေးလာပေါ်တယ်ဒါလေးကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒီမှာဒါကျွန်တော်ဖုန်းရဲ့ password ကိုပြန်တောင်းတာဖြစ်ပါတယ်ဖုန်းရဲ့ password ကိုပြန်ပေးလိုက်မယ်เนาะ okay ပြီးလို့ရှိရင်တော့ဒီမှာ create new account ပေါ့ create new account ကိုနှိပ်မယ်ဒီမှာ new account ကိုနှိပ်မယ်ပေါ့เนาะအဲ့တော့ဒီမှာနာမည်ထည့်မယ် အနံမရတော့မိတ်ဆွေများကြိုက်တာထဲပါ okay ကျွန်တော်နှိပ်ဆက်သွားလိုက်မယ်ပြီးရင်တော့ဘက်တရီပြီးမယ်ဘက်တရီကတော့အနည်းဆုံး16နှစ်ဖြစ်ဟို16နှစ်ပြည့်ရမယ်ပေါ့နော်ပြီးလို့ရှိရင်အပေါ်လေးဆွဲလိုက်ရင်ဒီမှာဒီမှာခန်းထဲမှာရောက်ကြတဲ့မင်္ဂလာရွေးမယ်ကျွန်တော်ရောက်ကြလို့ဆိုမေးကိုရွေးလိုက်မယ်နော်ပြီးတော့ next သွားလိုက်မယ်ပြီးလို့ရှိရင်တော့ဒါကသူ့ပြည့်တဲ့ကြီးမေးပေါ့နော်သူ့ပြည့်တဲ့မေးရပို့လို့အဆင်ပြေစေပါတယ် โอเคပြီးလို့ရှိရင်ဒီမှာဒီအရာလေးကိုကျွန်တော်အမှန်ချစ်ပေးလိုက်မယ်ပြီးတော့နေဆက်သွားလိုက်မယ်ပြီးဆိုလို့ရှိရင်တော့ password ထည့်မယ် password ကအနည်းဆုံး၈လုံးဖြစ်ရမယ်ဗျအနည်းဆုံး၈လုံးဖြစ်ရမယ်ကျွန်တော်တို့၈လုံးပေးမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာရှင်းလုံးပေးလိုက်ပြီးပြီးတော့နေနဲ့ဆက်သွားမယ်เนาะနေဆက်သွားမယ်โอเคဒါဆိုပြီးတော့နေဆက်သွားမယ်ဒါဆိုဒီကောင်က အာဖုန်းနံပါတ်တောင်းတဲ့နေရာမပါတော့ပါဘူးဖုန်းနံပါတ်တောင်းတဲ့နေရာကိုကျွန်တော်မတွေ့တော့ဘူး။ဘာကြောင့်လဲဆိုတော့ဖုန်းကွာလို့ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော် Vivo တွေ Oppo တွေကကျွန်တော်တွေဟို officially ဟို Samsung ကတော့သူ့ရဲ့ Play Store Google တွေက officially ပါတာ။အဲ့ဒါကြတော့သူကဖုန်းနံပါတ်တွေပြန်တောင်းတယ်။ တော့ officially ပါတဲ့ဖုန်းလေးကအဲ့လိုဖုန်းနံပါတ်တွေတောင်းတက်တယ်အခုလိုမျိုး officially မဟုတ်တဲ့အရာကြတော့ကျွန်တော်တို့ဖုန်းနံပါတ်တွေမတောင်းမဲကြော်သွားတက်ပါတယ်ဒါပေမဲ့အခုလိုရှောက်ပြုံနဲ့မပြီးသေးပါဘူးကျွန်တော်တို့ကခိုင်မောင်လုပ်ဖို့လိုပါတယ်ခိုင်မောင်လုပ်နေတဲ့ two step ခံနေဆက်လက်ပြီးမရောက်ပြီးမှဖြစ်ပါတယ်အဲ့တော့ဆက်ကြည့်ပြီးပါဦးမြတ်အဲ့တော့ကျွန်တော်တို့ရေအဲကျွန်တော်တို့ကျွန်တော်တို့ရေ Gmail software ထဲကိုသွားမယ် Gmail software update တွေပါဖြစ်နေဖို့လိုတယ်ကျွန်တော် Play Store မှာအာကျွန်တော် Play Store မှာ Gmail ဆိုပြီးကျွန်တော်ရိုက်ရှာမယ် โอเคကျွန်တော်တို့ရဲ့ software က update ခုလိုမျိုး update ဖြစ်နေဖို့လိုတယ်အဲခုလို update ဖြစ်ရင်တော့ရပါပြီဗျာเนาะ update ဖြစ်ရင်ရပြီရပြီဆိုတော့ဒီကောင်းလို့ကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီကျွန်တော် ခုနလျှောက်ခဲ့တဲ့ Gmail ကိုရွေးမယ်เนาะဒီမှာဒီမှာကျွန်တော်ဒီမှာ profile လို့နေပြီးတော့ခုနကိုကိုရွေးချင်တဲ့ Gmail ကိုရွေးလို့ရတယ်ကျွန်တော်ဒီကောင်းလို့ရွေးလိုက်မယ်ဒီကောင်းယူပြီးခိုင်မအောင်လို့ကျွန်တော်လုံးမှာပေါ့เนาะခိုင်မအောင်လုပ်မယ်အဲ့တော့ဒီမှာ profile လေးကိုနှိပ်လိုက်မယ်ဒါကျွန်တော်ခိုင်မအောင်လုပ်ရှင်တဲ့ Gmail ပေါ့เนาะအဲ့တော့ဒီမှာ Google account ဆိုတာရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်เนาะ ကိုကဲကောက်ကိုရှိတဲ့နှိပ်လိုက်မယ်ကိုကဲကောက်နှိပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒီမှာအဲဒီမှာဒီမှာအဝါလေးနဲ့ပေါ်ရနော်ဒါဆိုတော့ဖုန်းကဒီဂျီမီကောက်ကမခိုင်သေးဘူးပေါ့အဲ့လိုမခိုင်သေးဆိုတော့ add recovery ဖုန်းကိုနှိပ်လိုက်မယ်နော်တော့ recovery ဖုန်းနဲ့ဂျီမီတွေပေးတာဖြစ်ပေးခိုင်းတာပေါ့နော် okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီဖုန်းရဲ့ password ပေါ့နော်ဖုန်းရဲ့ password ကိုပြန်တောင်းတာဖြစ်ပါတယ်ဖုန်းရဲ့ password ကိုပေးလိုက်မယ်နော် โอเคပေးပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော် recovery phone number အရင်လာတောင်းနေဒါလေးကို phone number အရင်ထည့်လိုက်မယ်เนาะကျွန်တော် phone number တခုအဆင်ပြေတာထည့်ပေးလိုက်မယ်ဟုတ်ပြီပြီးတော့ save နေလိုက်မယ်เนาะဒီမှာ save ပါတယ်။ Okay ပြီးဆိုလို့ရှိရင်တော့ဒီမှာ add ဒီမှာ add an email address ပါ။ဒါ not not a gmail တခု account လေးနေမယ်ဒီမှာเนาะ account လေးနေမယ်เนาะ account လေးနေပြီးတော့ မှ Gmail တခုထည့်မယ် Gmail ကတော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Gmail ကိုပဲထည့်လို့ရတယ်တော့မဟုတ်လေတခြားဖုန်းက Gmail ကိုထည့်လဲရပါတယ်ဗျအဲ့တော့ဥပမာဆိုကြပါစို့ကျွန်တော်ကကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Gmail ကိုထည့်မယ်ဆိုကြပါစို့အဲ့တော့ကျွန်တော်ထည့်လိုက်မယ် โอเคပြီးရင်တော့ကျွန်တော်ဖုန်းလေးအောင်ရှိတယ် Gmail တစ်ခုထည့်မယ်เนาะတော့မဟုတ်တခြားဖုန်းနဲ့ Gmail ကိုထည့်လိုက်ရတယ်ပြီးရင်တော့ save နေမယ်เนาะကျွန်တော်ထည့်ပြီး save နေလိုက်တော့မယ်โอเค save နေလိုက်ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာโอเคပြီးဆိုလို့ရှိရင်တော့ဒီမှာကြည့်လိုက်အဲဒီမှာအဲ email need အဲဘာဖြစ်ရှင်းပေါ့နော်ကျွန်တော်ကဒီကောင်လေးကိုကုတ်တောင်းကုတ်တောင်းဖို့လိုတယ်ကျွန်တော်ထည့်လိုက်တဲ့ Gmail ထဲကိုကုတ်ပို့ဖို့လိုတယ်အဲကုတ်ချက်လုံးဒီမှာလာထည့်ဖို့လိုတယ်အဲ့လိုလိုလဲဆိုတော့ကျွန်တော်ကဒီကောင်လေးကိုတစ်ချက်လောက်ထောက်လိုက်မယ်เนาะဒါလို့တစ်ချက်ထောက်လိုက်မယ်ဟော sorry ဒီကောင်လေးကိုထောက်လိုက်မို့ဒီခင်းတဲ့လေးကိုနှိပ်လိုက်မယ်เนาะဒီမှာခင်းနေပါတယ်ခင်းတဲ့လေးကိုတစ်ချက်နှိပ်လိုက်မယ် ။ငါနေမစဒီမှာဆန့်ကုတ်ဆိုပြီးပေါ်တယ်။ခဲနောင်နေမယ်နော်။ဒီမှာဆန့်ကုတ်ပေါ်တယ်။ဆန့်ကုတ်လေးကိုနေလိုက်တာနဲ့အဲ့ဒီ Gmail ကိုကျွန်တော်ကကုတ်ဝင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့အဲ့ Gmail ဖုန်းကကျွန်တော်တို့ဖုန်းထဲမှာရှိလဲရတယ်။သုံးမို့တခြားပုံစံလဲကျွန်တော်ကျွန်တော်ဘေးမှာရှိနေမှုလိုတယ်။ဘာကြောင့်ဆိုတော့ကုတ်ချက်လုံးကသူ့စီမှာကြည့်ပြီးပြန်ထည့်ရမှာဟုတ်။အဲ့တော့ကျွန်တော်တခါလေးပြမယ်နော်။ဒီမှာဆန့်ကုတ်ကိုကျွန်တော်နေလိုက်ပြီ။โอเคဆက်ကုန်နေနေမှာဒီမှာကုတ်ချောင်းလုံးကိုဒီမှာထည့်ဖို့ကဒီမှာ ready လာလာပေးနေပြီအဲ့တော့ကျွန်တော်တို့က ီကျွန်တော်ဖုန်းထဲမှာဆိုဆိုကြပါစို့အဲကျွန်တော်ဖုန်းထဲမှာဒီဒီဒီ Gmail ပဲထည့်ထားတယ်အဲ့တော့ဘယ်လိုကြည့်မလဲတကယ်လို့တခြားဖုန်းဒီဒီဖုန်းနဲ့ဒီဖုန်းနဲ့ Gmail ကိုဒီဖုန်းနဲ့ Gmail ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်တော့လွယ်တာပေါ့ဗျာနော်ဒီဖုန်းနဲ့ရှိတဲ့ Gmail ကိုထည့်လို့ရှိရင်တော့ဒီဖုန်းနဲ့ Gmail ကိုအသာလေးဝင်ရင်ကြည့်လိုက်ရုံပဲဒါပေမဲ့ကျွန်တော်ကဒီဖုန်းနဲ့ Gmail ကိုထည့်ထားတာမဟုတ်ဘူးအဲ့တော့အဲသူထည့်ရရှိတဲ့ Gmail ကိုပဲကျွန်တော်ထည့်ထားတာအဲ့တော့ဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ကအဲကျွန်တော်လွယ်ပါတယ်ဒီဟာလေးကိုကျွန်တော်တို့က အဲဒီမှာကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်အဲဒီကောင်လေးကိုကျွန်တော်ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်မယ်နော်ပြန်ထွက်လိုက်မယ်ပြန်ထွက်လိုက်မယ်ပြီးတော့အဲခုနကជីမီကိုကျွန်တော်တော့ပြန်ကြည့်မယ်တော့ပြန်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ကဒီជីမီထဲဝင်မှာပေါ့နော်ជីမီထဲဝင်မယ်ជីမီထဲဝင်လိုက်မယ်โอเคဝင်ပြီးတော့ကျွန်တော်တို့ကခုနကကျွန်တော်တို့တွေခုနအခုနကျွန်တော်ထည့်ထည့်လိုက်တဲ့ជីမီထဲကိုအဲကျွန်တော်တွေကုတ်သွားကြည့်ရမှာပေါ့နော်ကုတ်လေးကိုကျွန်တော်ပြပေးမယ် အဲ့ဆိုကျွန်တော်ကြည့်လိုက်ပါပြီ။ဂျီမီကတော့ဒီလိုကုတ်လေးပဲဖြစ်ပါတယ်။ခွန်3 113လေးဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေပြန်ထွက်မယ်။ပြန်ထွက်ပြီးခုနကနေအောင်ပြန်ဝင်ဖို့အတွက်ဂျီမီ software တွေကိုပြန်ဝင်မယ်။ဝင်ပြီးတော့ကျွန်တော်တို့ဆော့ဆော့ရာကျွန်တော်တို့ဂျီမီကိုပြန်ရွေးမယ်နော်။ကျွန်တော်တို့ရဲ့ဂျီမီကိုပြန်ရွေးမယ်။ရွေးပြီးတော့ကျွန်တော်တို့ဂျီမီရဲ့ profile လေးကိုနှိပ်မယ်။အဲနှိပ်ပြီးတော့ဒီမှာခုနတိုင်းမယ် account Google account ကိုပြန်နှိပ်မယ်။အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေဒီမှာအခုကြတော့ဒီမှာအဝါနဲ့မပေါ်တော့ဘူး။အဲ့လိုမပေါ်လို့ရှိရင်ကျွန်တော်တို့ကဒီနေရာနှိပ်ပြန်မှာဖြစ်ပါတယ်။မှ မနော security and sign ပေါ့နော်ကျွန်တော်ဒီဟာလေးကိုနှိပ်ပြီးမယ် security sign လေးကိုနှိပ်လိုက်မယ် okay နှိပ်လိုက်မယ်ဆိုလို့ရှိရင်အောက်လေးကိုဆွဲလိုက်မယ်အောက်လေးကိုဆွဲလဲအောက်လေးကိုဆွဲအဲအောက်လေးကိုဆွဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီမှာကြည့်လိုက်ပါအဲဒီမှာ va မှာ va vision ဆိုပြီးပုံနေတယ်အဝါလေးနေနော်ဒီမှာအဲအဝါလေးနေအဲ့လားလေးကိုနှိပ်လိုက်မယ်အဲကျွန်တော်ပြန်ပြပေးမယ်နော်ဒီမှာ recovery အဲအောက်လေးဆွဲလိုက်မယ်ဆွဲလိုက်ပြီးတော့ဒီမှာ recovery email မှာနော်ကျွန်တော်အဝါလေးနေပုံနေအဲ့လားလေးကိုနှိပ်လိုက်မယ် โอเคအဲ့ဒါလေးနှိပ်လိုက်ပြီးတော့ခုနကကျွန်တော်တွေခုနလေးကိုပြန်နှိပ်မယ်ခုနကကျွန်တော်ဒီမှာရှိတဲ့ဟိုမှာ vavision recovery ဆိုတာလေးကိုကျွန်တော်ပြန်နှိပ်မယ်ဒါတမနော်သူ့ကိုကြတော့သူ့ကိုကြတော့ခဲတောင်နှိပ်ရမလို့တော့ဘူးနော်ခဲနေနေဆံမလို့ဒီမှာရှိတဲ့ vavision recovery email ကိုနှိပ်လိုက်မယ်နော်အဲတော့နှိပ်လိုက်မယ်ဒါဆိုခုနကကျွန်တော်တို့တွေခုန Gmail အခုတန်းဒီဖုန်းထဲကကြီးခဲ့တဲ့ Gmail ကုတ်ကုတ်၆လုံးကိုဒီမှာထည့်လိုက်ရုံပါပဲဗျအဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ထည့်မယ်နော် အဲ့ကျွန်တော်ကျွန်တော်ခုနကကြည့်ထား03 11 3 4เนาะ03 11 3 4โอเคဒါမျိုးလေးကျွန်တော်အဲကျွန်တော်ဒါပြီးဘာဗီရှင်းနေဘာဗီယူနေလိုက်မယ်အဲဘာဗီနေလိုက်တာ ਨੇ အပြီးတော့ပါပြီဒီမှာเนาะဒါကြောင့်မို့ကျွန်တော်ကကိုယ့်ကတစ်ခါပို့ထားလိုက်လို့ရှင်အဲ့ကိုယ့်က24နိုင်အတွင်းအကျုံးဝင်တယ်မိတ်ဆွေများ ကျွန်တော်တို့နဲ့ဆက်လိုက်တဲ့အတွင်းမှာ AC ပဲပြန်ရှာပြန်ရှာပြီးတော့ကုတ်ကိုမှတ်ထားမှတ်ထားပြီးခုနလိုပဲအဲ့နေရာလေးကိုပြန်ဝင်ပြီးတော့ကြိုက်တဲ့ချင်းလုံးလို့ရပါတယ်နဲ့ဆက်လိုက်နိုင်ကြော်သွားလို့ရှိရင်တော့နောက်ထပ်ကုတ်တစ်ခုထပ်တောင်းအောင်ပါပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဆိုရင်အားလုံးလွတ်တက်ပြီးထင်ပါတယ်ပြီးဆိုလို့ရှိရင်တော့ဒီမှာအဝါလည်းမရှိတော့ဘူးဝါရတယ်မရှိတော့အောင်အလုံးခွက်တိဖြစ်သွားပြီပြီးရင်တော့ကျွန်တော်တို့ကောက်ခိုင်မအောင် 2-step on ပေးဖို့လိုပါတယ်2 step on တာကိုတော့ဒီမှာပေါ့နော်မာ2 step verification ပေါ့အဲမာ2 step verification မှာခုလောလောဆယ်ရတော့ sorry ခုလောဆယ်ရတော့ဒီမှာ ော် sorry အဲ့မှာ two step verification အဲဒီကောင်လေးက close off နေတယ် off ပြနေဒီကောင်လေးကို on ပြအောင်လုပ်မယ်ဒါလေးကိုနှိပ်လိုက်မယ်ဒါလေးကိုနှိပ်လိုက်မယ် okay ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က on on ပြရမှာဖြစ်ပါတယ် okay ဒီမှာเนาะသူ့သူ့ on mode တွေကျွန်တော်တို့ကဒီမှာဒီမှာရှိတဲ့ဒီမှာ turn on two step verification လေးကိုတစ်ချက်လောက် okay okay ဒီဒီမှာပေါ့เนาะကျွန်တော်တို့ကဒီ phone number on မယ်เนาะအဲ့တော့ဒီမှာဟော oh sorry โอเคမော်နော်ကျွန်တော်ဒီမှာ two step vibration လင်း on နဲ့တန်နဲ့ဒီမှာ dance ဆိုတာလေးပေါ်သွားပြီအဲ့တော့ဒီမှာနော်ဒီမှာကျွန်တော်ဒီမှာရှိတဲ့ two step vibration လေးကို on on ပေးလိုက်ပါပြီအဲ့တော့ on on လေးသွားကြည့်လိုက်မယ်အဲဒီမှာစိမ့်သွားပြီအဲဒီမှာတော့အဲအစိမ့်ပြသွားပြီဒီမှာ on since အဲဒီမှာတော့12နာရီ22မိနစ်မှာအဲ2 step ကို on လိုက်တယ်ပေါ့အဲဒါလေးပဲပြီးသွားပြီအဲ့တော့ဒီရက်လို့ကျွန်တော်ပြန်နှိပ်ပြမယ် အဲ့တော့ on off လေးပြန်ပြမယ်နော် on on off လေးကတော့ဒီမှာရှိတဲ့ဓာတ်လေးပဲဖြစ်ပါတယ် turn off two step vibration ဓာတ်လေးပဲပြန်နေလို့ရှိရင်ဒါပြန်ပိတ်သွားမယ်ဖြွင့်ချင်တော့ဓာတ်လေးကိုဖြွင့်လိုက်တာနဲ့ပွင့်သွားမှာဖြစ်ပါတယ်ကဲဒါတော့ဆို two step လဲ on တက်ပြီးဖြစ်မှာလဲပိတ်တက်ပြီးဖြစ်မှာတယ်ဗျာနော်ကဲဒါတော့ဆိုရင်ကျွန်တော်ဂျီမေးတယ်လောဝတရားရေနှုတ်စိတ်ချသွားပါပြီခိုင်သွားပါပြီအဲ့တော့တခုတော့ရှိတာပေါ့နော်ကျွန်တော်တို့ recovery ပေးထားတဲ့ဖုန်းနံပါတ်တွေ Gmail တွေကတော့ကျွန်တော်တို့တွေအမြင်နဲ့ကျွန်တော်စီမှာရှိဖို့လိုတယ်အဲ့တော့ပိုကောင်းတာကတော့ပြပစင်ကဆိုရင်တော့ပိုကောင်းတယ် ကျွန်တော်တို့ကျွန်တော်တို့မြန်မာနိုင်ငံကကျွန်တော်လည်းပြည်ပစင်ကမရှိဘူးအဲ့တော့ထိုင်းစင်ကဒီပါကြီးပေါ်တယ်ထိုင်းစင်ကဒီပါကြီးထည့်ရင်လည်းရတယ်အဲ့တော့ထိုင်းစင်ကမထည့်ချင်ဆိုလို့ရှိရင်လည်းရပါတယ်မြရှိတော့ပိုကောင်းတယ်ပိုခိုင်တယ်ပေါ့ဗျာနော်ဒါလေးကိုလာပြီးမြပေးတာပါဗျာဒါလို့ဆိုရင်အလုံးမဲ့ဂျီမီကိုအော်ခိုင်မောင်လည်းရှောက်တက်ပြီး2 step verification လည်း on တက်ပြီးလို့ထင်ပါတယ်ဗျာကဲဂျီမီအောက်လေရှောက်မရောက်ဆိုလည်းမင်းစုများလည်းရှောက်တက်ပြီးထင်ပါတယ်အလုံးကျေးဇူးတင်ပါတယ်ဗျာ